တို့ညာအောင်အပင်နာဆင်နေကြသူများအားလုံးမင်္ဂလာပါရှင်။ဆရာမကြီးခင်ဆွေဦးရေးသားထားတဲ့ပြန်သာပြန်မနှက်ရွှေဝါအပိုင်း၉ကိုဆက်လက်တင်ဆက်ဖျက်ပြပေးသွားပါမယ်။ခင်ဆွေဦးပြန်သာပြန်မနှက်ရွှေဝါအပိုင်၉ဒုနေမင်းမျိုးစကန်တို့ထွက်ခဲ့တော့အချိန်တို့တိုင်ခဲ့လေပြီ။ ကျူတို့အုပ်စုကရေမောပြော်ပါတော့မယ်။ကျော်ကျော်တို့နဲ့ယူသောဘာသာလိုင်းခွဲခြင်းမတူသောကြောင့်အဘိဇာရီပွားစရာမလိုတော့ပေ။ကျော်ကျော်တို့လိုက်ပါလာခြင်းမရှိ။ဒါတော့ကျူတို့ဟားကျင်တိုင်းဟားခွင့်ရလိုက်ပြန်သည်။ကျောင်းတွင်နေတိုင်းအတန်တရင်ဆရာဦးမင်းဝင်က စာနှင့်ပတ်သက်သမျှပိုင်နိုင်လောက်အောင်စူးစမ်းလုပ်ရန်ဖရီးမရိုက်ပဲတက်ညီလက်ညီအလုပ်လုပ်ရန်တီယိုရိုလိုက်ကို ပိုင်အောင်ဂိုင်းတက်ရန်မပြတ်မှားတတ်ပြီးမိမျိုးတွင်ပင်မမ်းမိအကြောင်း ူလူနဲ့ဆက်ဆံရေးစခန်းတွင်နေထိုင်ရေးကအစစိတ်မချနိုင်လူတွေသည်မရှိအောင်မှာခဲ့လေသည်မြို့ပြ၏ဦးစီးဖခင်ကြီးတပွဲဒေါက်တာဦးအောင်ကြီးကလည်းသားသမီးများခရီးသွားကနေစိတ်မချနိုင်၍မိဘများကမှားเสียရှိသည်ကိုအထက်ထက်မှာတကယ်သို့အတန်တဲတကူတကခေါ်ကဆုံးမမှာကြပြန်သည်စခန်းတွင်သွားလာနေထိုင်ရမည့်အစီအစဉ်ကိုပြောကြကာအုပ်စုအလိုက်ပစ္စည်းထုတ်ပေးလျက်အစည်းအဝေးတွင်စခန်းသို့လာရမည့်ဆရာအလုံးနှင့်တွေ့ဆုံပေသည်အေးဆောင်ရှိမှုဝါဝါတွင် ပင်လုံးချုပ်ဖူးခွင်သောအချိန်၌စခန်းထွက်လာရလေသည်။ချီပင်နှင့်ဘဲဦးတို့ပင်ကားဆောင်ရင်းငူပန်းများခုကပန်းများကိုနရွယ်နောက်ချီလျက်နှစ်ပူးတလူကနေကြသည်သည်။မန်လီသားယထားပေါ်တွင်လည်းယထားတစ်စင်းလုံးဆူဆူညံ့ညံ့နှင့်လွက်လက်ပေါ်ပါစွာစကားပြောလာကြသည်။ဝီခင်းကနားရေးပါရင်းနှင့်လူတို့ဦးလာရေးသောစစ်ပီးစာထောင်တကားစာအုပ်ကိုဖတ်လာသည်။ဂျူရောကမကြာခဏဝီခင်းအနီသို့ရောက်လာကပြောအောင်မဲမဝီခင်းဟုခေါ်ခေါ်ပြီးနောက်ပြောင်နေတတ်သည်။ မိရထားအိုဝါရှိဆွဲတန်နဲ့အတူခုံမောင်းတန်ဒီတကြုံညုံနေမြည်ဟီလာလေးသည်ဒိုင်ဦးတို့ရောက်တင်နဲ့မောင်ရီဝေစာပြိုးပြီးအားလုံးထမင်းလဲစားလာကြပြီပြီဝီခင်နဲ့ကြိုင်ကြိုင်တို့လည်းစသားကျော်များကိုဖဲ့ရွယ်စားတော့ကြလေးသည်စသားကျော်ကဖြူးမပေါ်ရတော့လဲဘကိုးကပင်ကြိုင်ကြိုင်ကဝဲလာခဲ့ခြင်းဖြစ်သည်ဂျူရိုနဲ့ချီပေတို့ကဆူညံစွာသင်းဆူလာကြလေးသည်ဆရာရီအလစ်တဘူတာဆိုင်တဘူတာနားတွင်ဆင်းမော့ကြလေးသလားမသိခက်ထွေထွေနဲ့စကားတွေများကျင်နိုင်များနေကြသည်ဝီခင်တချင်းဆိုဟာ ဂျူရိုကတိုက်တွန်းစေဝေခင်ကခေါင်းကိုသာခံရမ်းမြလိုက်သည်။စကားမပြောချင်သဖြင့်မှောင်နေသောအပြင်ကိုသာဆိုင်ငေးလာလေသည်။စိတ်ထဲကုန်ကြသောစည်းရိမ်များကိုသာစည်ရင်တွက်နေမိသည်။ဂျူရိုကမူသူ့စိတ်ကူးနေသူ။ဝေခင်ကအရင်ပေါ်တော့ငါ့ရဲ့နှမလေး။ဒါကြောင့်ငါသူ့တိတ်ချက်တာ။ငါဝေခင်ကိုမွေးစားမယ်။နှမဖြစ်မွေးစားမယ်။ထီထိုးမယ်လေ။ထီထိုးမယ်။ဝေခင်ကိုမွေးစားရင်အတိတ်နဲ့ထိပေါက်ရင်ဝေခင်နဲ့နေဖို့အင်ကြီးဆောင်မယ်ကြော်ကြော်တို့လိုအင်ကြီးမျိုး ပြီးတော့ပြိုင်ကားဝယ်ခတ်ထွေတွေနဲ့ပြောချင်တာပြောပြန်သည်ဝေဟင်းကမျက်နှာထားနဲ့ဖောက်ခရရပြောမနေနဲ့စိတ်ဆိုးလာပြီမဆိုးပါနဲ့ချက်တော့ညီမလေးညီမလေးကိုအဟုတ်ချက်ပါသည်ဖျားဆုချက်ပါသည်ငါဆရာနဲ့တိုင်ပါနော်ဂျူရောကမေ့ချင်းသောမျက်လုံးများနဲ့သူ့နှုတ်ခမ်းတွင်လက်ညှိုးကပြကရှူးဟုဆိုလိုက်သည်အဝေယာကဂျူရောကိုခုံးပုတ်ကခေါင်းကိုခါရမ်းမြလေသည်စေဗီရီယာသူ့လည်းပဲမှာပရိကိုချက်ကစထားတကားပေါက်အပြင်သို့ခေါင်းထုတ်၍အမ်းနေသည် ိုနေရာတစုဟိုထိုင်ကုန်တစုစာပေအကြောင်းပြောသူပြောခိတအကြောင်းဆွေးနွေးသူဆွေးနွေးဘောလုံးပွဲအကြောင်းညင်းသူညင်းဝေခင်တို့လည်းအိတ်ဆရာနေရာမရှိအဲ့လိုလည်းမရနှလုံးများအကြောင်းနေသည်ချန်ချန်ကတော့ဒါစီရောက်ရင်နုံတော့ဟူဝေခင်ကိုမှကထိုင်နေရငိုက်လာသည်အဝေးရာကိုပြဲနေစေပီတို့လည်းအိမ်မောကြပြီယထာကလည်းညမောင်းနေမှုနှိမ့်လိုက်သည်မှာနေရာတိုင်းရက်နေတော့သည်ဒီတော့ချီးပေကဟွန်းဒီယထာမျိုးနဲ့များမိမခိုးလိုက်ရရင်ပြန်နေမှာပဲဟေ့ ပြောစဲဘဲဦးကအေးအိမ်ရလိုက်လာတဲ့ရထားသာခိုးလာတဲ့ရထားကိုကြော်ကျင်ကြော်သွားမယ်ဟိဟုပြောလိုက်ရာမေယောင်နဲ့ចောင်းသူတို့ကချီပေတို့ဟာမျက်စောင်းလှဲ့ထိုးလေသည်ခြံခြံရတော့ပူပင်ကင်းမဲ့သောကလေးပမာတစ်ခေါခေါအိပ်ပျော်နေသည်ရထားတစ်ခုလုံးအတန်များလဲတစားတစားတိတ်သွားလေတော့သည်ဂျူတို့ကရထားနဲ့ရန်ကုန်ကောင်းမိကအိတ်နေသောချီပေ၏ပခုံးပေါ်မှီလျက်အိမ်မောကြလာသည် စေပတိကတလန်းလုံးသွားကြိတ်လာလျက်အဝေယာကအလုံးညင်ညပါညင်ညပါဟု မျက်စိအားမှိတ်ရင်ပဇက်မှရောင်လာလေသည်ဝေခင်လည်းနနက်သုံးနာရီထိုးကနေမှအိပ်ပျော်သွားတော့သည်မန်လေးတွင်ခိတနာပြီးမိမျိုးတို့ခီးဆက်ကြတော့တောင်တေကားတို့အတက်ပြားလဲလဲတောင်တန်းများကိုမြင်စားပြုလေသည်ယထာအချိန်မြန်လာသည်နှင့်အမျှအရာဒီဥရုဟာတစ်ဖြည်းဖြည်းပြောင်းလဲလာသည်အညာလေးဘူကိုနှုတ်ဆက်ခဲ့လျက်တောင်မော်လီအင်းနှင့်မိဖွဲ့ကြရသည်လှန်ကောင်းများကိုဖြတ်ကျော်အားတက်မှန်းမသိတက်လာလျက်ပင်လယ်ရေမျက်နှာပြင်အထက်ပေ၃00ကျော်ဖြစ်သောတောင်မော်မြေတို့ရောက်လာခဲ့သည် တောင်လေကားမြို့တော်နဲ့နှီးခဲ့တီထဲနှီးခဲ့လာကအနည်းစခန်းသို့ရောက်လို့နေလျင်ပင်မွေးချိုင်သောပန်းရံများကတင်းပြန်လာလေသည်တောတောင်စိတ်ဆန်းများကလည်းတာယာကြည်နုပွင့်အတိစိတ်လက်ကြည်လင်နေသောရေတံခွန်များမှစီလာသည့်ရေဘုတ်အိုင်လေးများအခိုင်လိုက်အဆုပ်လိုက်ပွင့်ဖူးနေသောပန်းများကိုတဘာဝ၏အလှတရအဖြစ်မြင်တွေ့လာပေသည်အနည်းစခန်းတွင်စတော်ဘယ်ရီသီးများကိုတပြောတပါဝယ်စားကြသည်သည်အနည်းစခန်းမှထွက်လာပြီးနောက်ဆိုင်ပြူခင်များပန်းခင်များကိုတည်တဲ့လှပညညာစွာမြင်တွေ့ရလေသည် သူနဲ့မင်းမျိုးတို့ညနေ9:00တွင်ရောက်ရှိသည်။ចောင်းသားနှင့်ចောင်းသူများទីကြားအဆောင်များတွင်တဲခိုကြရသည်။ဝေခင်တို့ကအမှတ်လေးចောင်းတွင်တဲကြသည်။ဆ iam မကြီးကចောင်းသူများကိုရေချိုးအမြင်နေရာအိမ်သာတမင်းစားဆောင်စာတင်ចောင်းနှင့်တောက်ရီ၃ရီ၃ရမြင်နေရာများကိုလိုက်ပြလေသည်။နနစာစားပြေတွေကတနေ့လုံးအဖို့ strawberry သီးသာ စားလာခဲ့ရသောဝီခင်တို့မှာစားလာကြပြီ။ကြည်စီများတရားရွှေရနှင့်လဲပြင်းမနေပြီ။ ကောင်းငင်နှပြာရောက်မှပြာကလေးကလေးပါသားလိုအယောင်မိုင်းမိုင်းနဲ့တပြေးတည်းတွေ့တဲ့ညီလျက်ရှိသည်ကလေးပါစားပေါ်စိန်ဝင်စီချဲသည့်ပမာကျဲဝင်းတို့သည်ပြိုပြက်လျက်မျက်တောင်ခတ်နေကြသည်ဧပြီလ3ရက်မြန်မာလူတပေါင်းလားစုံ12ရက်နေ့ညမှလက်ရောက်မရှိကျဲအောင်သာဖြာ၍လင်းနေသည်မိုးသားကင်းစင်သည့်ဖြစ်သောကြောင့်ကျဲစုံထွန်းပါလျက်ရှိလေသည်ဝေခင်တို့မိမျိုးရောက်၍လွတ်လပ်ရေးကွင်းတွင်မြေတိုင်းပြီး3ရက်လွန်မြောက်ချိန်၌အင်ဂျင်နီယာ3နှက်ခတ်ပေတာအတွက်ကျဲများကိုလေ့လာရသည် ရင်းကိုအင်္ဂလိပ်ဘာသာအရ star shooting ဟုခေါ်သည်။နေရာကမင်းမျိုးဘောလုံးကွင်းနဲ့မနေ့ကညကလေးကဆရာကကြိုတွက်ရန်နီလန်းများကိုသင်တန်းပို့ချသည်။ဘဲချင်းဘဲကျဲဝင်မြည်တီအောင်စင်းရင်စရာဆွဲထားရမည်။ဝီခင်တို့မှအင်းညသာနားလဲပြီးဘလို့တွက်ရမှန်းမသိသည်။ဆရာဦးမြတ်စွာဖိုင်တွဲကန်ကကျောင်းသားစင်းရင်လိုက်ောက်ပြီးနောက်ဆရာကိုမေးကြတော့ဆရာကရှင်းပြသည်။နားလဲတယ်လို့လို့နဲ့မထွက်တတ်သေး။တုံလိုက်တယ်ညဟုတ် ဝေခင်ကသူ့အောင်သူထုမိပြီးနောက်တိုင်းချိုင်ကိုကြည့်တော့တိုင်းချိုင်ကလည်းရှုံးမဲ့နေသည်။ကျူတို့လုတ်ပအောင်ဘလို့တွတ်ရမှာလဲဟုဝေခင်ကနောက်သို့လဲ့ပြီးတော့ကျူတို့ကမတွတ်ရသေးဟန်နဲ့စားကိုတီးတန်းချတာကဒီလိုပဲကြည့်တာတက်ပါရပါတယ်ဟုပေါတိပေါ်စာပြောလိုက်သည်။နောက်တနေ့ည6:00နာရီကွင်းထဲဆင်းကြသည်။ဝေခင်တို့ရောက်ချိန်တွင်တီယိုရိုလိုက်တောင်းတိုင်းကရိယာပင် ထောင်းထားပြီးနေပြီ။တီယိုရိုလိုက်ကိုချိပိအရန်နဲ့များချိန်၍ထောင်းထားလိမ့်လားမသိ။ဝေခင်ခုံ၍ကြည်တော်ကျေကိုမြင်ရမည်မဟုတ် မောင်ရင်ချပြုတ်လာတော့ချိန်တိုင်းဆရာများလည်းရောက်လာတော့သည်အရေးတဲ့ဂျူရောကဟဲ့ဝေခင်နေ့တည်းအရင်ကြမ်းကြမ်းရလေနေဟာရွှေပင်သားလို့ရွှေကြီးဖြစ်တာမဟုတ်ဘူးတဲ့ကိုအားကိုကိုနေရတဲ့ရွှေငန်းမှုစားရတဲ့လောက်ကြိုးစားနေရတဲ့နင့်ကသူကတော်တယ်တဲ့ဟုတ်လားအခုတန်ညာဘမလဲဝေခင်ကမေးမိလေသည်တန်ညာအဝေရတော့အုပ်စုမှာဟိုးဘက်သွားပြီအုပ်စုတွေခွဲလိုက်ရမင်းကလေးတယောက်စီယောက်ျားလေးအုပ်စုတွေရောက်သွားသည်ကျောင်းသားနေရာကတွင်ကျောင်းသူအစီအတွက်က20တဲသာဝေခင်ကလွယ်တလုံးလွယ်လျက်မောင်းထဲတွင်ရက်ကား ရွှေရဟာနနိုင်တမ်းမီရလဲပါမလားဟုတ်စေပတိမလာသေးလို့သူယူလာလိုက်မယ်ငါလည်းမပါပါဘူးဖျောင်းနိုင်ဖြစ်ဖြစ်ပေါ်ဟဲပြေးယူပါဂျူရိုရဲ့ဟဲတော်ယူကဂျူရိုကချီပီကိုတွန့်လွှတ်နေသည်ချီပီအားပြင်းရည်လေးတဲစွာအင်းနေသဖြင့်ဂျူရိုကဘဲဦးကိုချော့ပြန်သည်ဘဲဦးကလည်းကန့်နေပြန်သည်ဂျူရိုကသူ့အမေထဲမှာဒေါ်ဖီကိုဆက်ကူဖြီးပြီးအစားမက်သောဘဲဦးပစက်ထဲထည့်လိုက်က စားငန်သည့်အချိုရှိသေးတယ်ဟုမှလုံးပေးလျက်လက်ထိုးမှဘဲဦးလည်းကစုံပေါက်ပြေးသွားလေသည်ချီပီကရင်မောနေရင် အမဲတော့မြန်မြန်မိတာဒီလိုခွေးမျိုးပေါ်ဟုပြောနေသည်ထိုခိုက်စိတ်ပတိလဲလေလေးတချွန်ချွန်နဲ့ရောက်လာလေသည်စိတ်ပတိနောက်မှာခင်မောင်ချစ်ကကုတ်ချောင်းကုတ်ချောင်းနဲ့ပါလာသည်စိတ်ပတိလက်ထဲမှာလက်နှိမ့်တက်မိမှာဖြက်ခနဲဖြက်ခနဲလင်းလာလေသည်ဂျူရောကဝေခင်မျက်နှာကိုမှောင်ထဲတွင်ကြည့်လျက်ကြည်စမ်းဟိတ်ဝေခင်လာတာတယ်ညတယ်တာရတာမဟုတ်ပါဘူးဟာလာမိုက်တယ်ညတယ်လှတယ်ကျေစုံထားနေတော့ဘလို့လှနေမှန်ကိုမသိဘူးကြည်စမ်း ဒီကျဲလေးကလည်းလောကကျက်တီကိုစောင်းသားပဲငါတော့ဒီကျဲလေးကိုမလေးလာခင်ကျဲလေးတွေကတော့ချစ်တောင်းနေပြီဟေးဟေးဟေးချီပေကကျူတို့စကားကိုဝင်ဟားသည်ထိုခိုင်ဖျောင်းနိုင်ရေးပြီးပြန်လာတော့ဘဲဦးကကြပြားဆက်မလို့လားဟုလှောင်းတလူလူပြောလိုက်လေသည်ကြပြားဟာခံစားမှုလို့အနက်ဖွင့်ရင်တော့လူတိုင်းဝမ်းထဲမှာကြပြားရှိရပဲကွကျူတို့ကဖြေသည်ဝေခင်ရမူခတ်တဲ့တဲ့ရင်လေးရဲ့ဒါပေမဲ့ကျူတို့နဲ့ကြပြားဖုန်းကြီးနဲ့ပြီလို့ပဲမညာမတာဝင်ပြောလေသည် ကျူတို့ကအမေဘာထင်တော့ဟုလက်တန်းကပြားတစ်ပုဒ်ကိုဆက်နေသေးသည်။လာရောင်ရှော်များမထွန်းပါလဲ။ကျေလှလှငယ်စိန်ကျိုးတွေလျက်ရောင်လှဲပြုတ်ပြတ်ဝင်းဝင်းလက်မြဲ။တပိုင်းတစကပြားကိုရေရွတ်စဲချစ်ပြရ။ကြိုးစားပြီးကြိုးစားပြီးသူ့ကိုရန်တန်းစာရေးစရာရဲသွေးဒီကောင်ကဘဲသွေး။အော်ဟစ်နေစဲကျူတို့ကချစ်ပြအီရှင်မတ်ကိုလက်သေးနှင်လန်းထိုးလိုက်သည်။ဝီခင်ကကျူတို့ကပြားကာရင်နေပါရဲ့နဲ့အကြအနာပဲ။ ။ကာယံနဲ့ကဗျာခင့်မမီတော့ဘူး။ငပူတော့သွားပြောကြည့်။ရှိပေကပြောလှလာရမှဘဲဦးကဒီညလမဲ့တဲ့ညမလှဘူးလို့များထင်နေသလား။မိုးကောင်းငယ်မှာကျေစုံထွက်တော့စိတ်ညိုးတယ်လို့လှမြဲပါပဲကွယ်။ကာယံမဲ့ကဗျာကိုရေရွတ်စေရှိပေကဘဲဦးရေခေါင်းကိုလှမ်းပုတ်ကဟေးဟေးကာယံမဲ့ကဗျာကဝိကြီးပါလားဟုထောင်းမနာပြုတ်လိုက်လေသည်။ထိုခိုက်ဝေခင်တို့အနီးဆရာတယောက်ထဲရောက်လာခဲ့လေသည်။ဆရာကဒီလိုလိုက်ကိုလှမ်းကြည့်ပြီးဂျယ်ရီကိုစောင့်ဖမ်းရမယ်ဟုပြောလိုက်သည်

ဘေးလူတွေကတို့ဘာဖြစ်နေလဲလို့အောင်းမေးကြမှာပဲချီပေကတီတို့လေသာနဲ့ပြောလိုက်သည်ဘဲဦးကဖားရိုက်နေရနဲ့မတူဘူးလားဟုပြောလိုက်ရာအားလုံးတတော်တော်ရင်မောမိကြသည်ဂျူတို့ကတီတို့လိုက်ထဲချောင်းကြည့်ရင်ကျဲဝင်မဝင်ဟုစောင့်ကြည့်နေသည်ကျဲကိုစောင့်သာကြည့်ကြပြီးတော့ဆရာကပြောပြီးခဏအကြာတနေရာမှပြန်လာကရပြီလားဗျမြားသေးဦးဆရာအချိန်ရောက်နေပြီပဲဗျမြားသေးဦးလားဖဲဖဲကျွန်တော်ဖမ်းမယ် ဆရာကိုရိုင်းကျဲဝင်ဖမ်းရသူဝိခင်တို့ကမျှော်လင့်ကြည်စွာနဲ့တဆောင်ဆောင်လုပ်နေကြသည်မြို့ပြအင်ဂျင်နီယာများလေ့လာသောနက္ခတ်ဗေဒပညာကိုကွင်းပြင်နက္ခတ်ဗေဒပညာ Field Astronomy ဟုခေါ်သည်ကွင်းပြင်တွင်မြေတိုင်းနေသောအင်ဂျင်နီယာအတွေ့အသည်ဟုလိုက်ခေါ်မြေတိုင်းကရိယာငယ်လေးသည်ပင်နက္ခတ်ကြီးမှန်မြောင်းကြီးသဖွယ်ဖြစ်လာရလေသည်မိုးသားကင်းစင်၍ကျေဆုံသောလမ်းမရက်များတွင်အင်ဂျင်နီယာတယောက်သည်သီယိုဒိုလိုက်တလက်ဖြင့်ကျင်းများကိုကောင်းစွာကြည့်နိုင်လေသည်။ဆင်စရာဖြင့်တော့နက္ခတ်တရားများကိုကြည့်ပြီး စัจ java လာကိုလေ့လာရမှာမဟုတ်။ကောင်းငင်ရှိနှက်ခတ်တရားများကိုကြည့်ပြီးသူ၏မြေတိုင်းပညာတွင်လိုအပ်နေသောမူတည်အမှတ်များအဖြစ်အသုံးချရန်ဖြစ်သည်။နခတ်ပေတာအပြင်အင်ဂျင်နီယာအလိုရှိသည်မှာနေရာတစ်ခု၏လက်တီကျူလောင်ကြီးကျူဆန်တော်ချင်းနှင့်အဇီမတ်တို့ဖြစ်သည် ထို့အဇီမတ်ကအင်ဂျင်နီယာတို့အတွက်အရေးအကြီးဆုံးဖြစ်သည်ညီတိုင်းပညာရင် တိုင်းတာလိုသောမြင်းတစ်ချောင်းပတ်သားလေးရှိသောထောင်ကိုအဇီမတ်ဟုခေါ်သည်နခတ်ပေတာပညာနှင့်သင်္ချာအဖြစ် ကျန်နှင့်မူတီအမှတ်ဖြစ်သောမြောင်းဝင်ရိုးစွန်ကြားတောင်ကိုရှာဖွေနိုင်လေသည်တိုင်းနာသောမြင်းနှင့်ကျဲအကြားတောင်ကိုလည်းမြေတိုင်းကရိယာတီရိုလိုက်ဖြင့်ရနိုင်လေသည်ကောင်းရင်နှင့်ကျဲတို့အစုံစုံထွန်းမနေသည် စာဇူကြီးဥကျင်ဦးကတင်းတာရကျဲနကားနှင့် ပုံနာတဲ့တသွဲစသည်ဖြင့်ကျဲနှက်ခတ်အစုံကိုကြပြဖြင့်တခန်းတနာဖွဲ့ဆူသွားခဲ့လေသည်နှက်ခတ်ကြမ်းများအရာကျဲအမိတွေကအမျိုးမျိုးပင်ဆရာကကျဲကိုစောင့်ကြည့်ပြီးသူ့လက်ပတ်နာရီကိုငုံကြည့်အား အချိန်အောင်လွန်သွားပြီကျေကဖမ်းလို့မရသေးဘူးခမရတို့နာရီဘယ်နှနာရီရှိပြီလဲသူ့နာရီကိုစိတ်မချသလိုလှမ်းမိလိုက်လေသည်ဝေခင်တို့ကဖြေးကြပြန်တော့လူ6ယောက်အချိန်က6မျိုးဆရာကောင်းကသာခိုင်းရန်လျက်တဲခွကြတာကိုချိန်ကိုက်နာရီကအရေးကြီးတယ်ဗျဟုတ်တယ်ဆရာဆရာဦးမင်းဝင်လည်းပြောတယ်ဆရာသာပါလာရင်တော့ကျွန်တော်တို့ပြစ်တယ်မှာပဲဝေခင်ကဖြေးလိုက်သည်သူတို့ကရေလျက်ဆရာလည်းအခုနာရီကရှားတယ်တော်ရုံစင်းနဲ့လိုက်ဝဲတော့အချိန်မမှန်ဘူးပေါ့ ျွန်တော်နိုင်ဆိုရင်ဒီနေ့10မိနစ်မြန်တာနောက်6ရက်လောက်မတိုက်ပဲထားညနေ4နာရီဆို9နာရီဖြစ်နေရောတနာရီလောက်ကွာသွားရောဟုရှင်းပြနေစီချီးပြရမင်းချင်မဲ့စီရနိုင်ငှလာခဲ့လို့ကောင်းတယ်သူ့နိုင်ရတက်ကောင်းတာပဲပြောမနေပါနဲ့သူ့အဖေ West Germany ကအပြန်ဘယ်ရုလေမြန်ဝဲမှာဝယ်ခဲ့တဲ့ Omega ရနိုင်ပဲရှင်မင်းရဲ့ပစိုးပူကြီးပဲပေါ့ဒီတော့ချီးပြကသူ့ပဲပဲလက်မစီကိုနိုင်ကိုမြောက်ပြကငှောက်စားတဲ့နိုင်ညာဝယ်ခဲ့ရပဲနိုင်ငံညာရဲ့လမ်းကြမှောက်ခုစီရ ပြောလိုက်ရာအားလုံးရင်မောကြသည်ဆရာကပြုံးလျက်ကဲနားရဲ့အကြောင်းနောက်မှဆွေးနွေးကြကျဲငါးလုံးတော့လွတ်သွားပြီနောက်ကျဲတွေဝင်မှမလားမသိဘူးပြောစဲတွင်တခြားအုပ်စုတွေမှကျဲတွေ့ပြီဟေးတွေ့ပြီဟူဝမ်းသာအရာဩကြသည်ရှိပင်နေဘဲလူကစိတ်ညံစွာအတန်ကြာအစီသို့သွားကြသည်ဂျူရိုဟာတီယိုလိုလိုက်ထဲမှဆရာထက်တန်စွာစောင့်ဖမ်းနေစေဝီခင်ကဂျူရိုရလားမရသေးဘူးဟာ instrument ဘာဖြစ်နေလဲမသိဘူးဒီလိုဆိုရင်ဖယ်ဆက်မှာထုတ်ကြည့်မယ် ဝေခင်ကကြည့်မြင်လို့တော့တုံညောင်းတော့ခုံနဲ့တီယိုတို့လိုက်ကမြင်နေတဲ့ဖြင့်ကြည့်လို့မရရှူရိုးနဲ့ဘဲဦးကအုတ်ခဲမြပြေးတဲရကချိပေသူ့ရဲ့နဲ့အတိုင်းပဲအမြင်ထောင်ထားတယ်။ငါတထောင်နဲ့ထောင်းလိုက်ရ။ဂျူရိုးကချိပေကြီးကျော်ကိုတထောင်နဲ့အဟုတ်တွက်လိုက်ရချိပေမှာအလဲလဲဟုဩကကြောကော့သွားတော့သည်။ဝေခင်ကြည့်ပြန်တော့လည်းမမြင်ရသေး။ဆရာကရပြီလား။မရသေးဘူးဆရာ။ဂျူရိုးကဘေးမှာတောက်ခေါက်ပြန်ကစိတ်ထက်ကြတယ်ကွာကျယ်ဆယ်လုံးတလုံးမှမဝင်မနေမလားမသိဘူး။ နေဆက်မှာကျတို့ကလည်းညင်းမနေနဲ့တို့ကြည့်ဦးမယ်ကြည့်ကြည့်ကျေဦးနဲ့အမေလင်းလို့ကြည့်နေကျူရောတော့ငါဘာပြောလို့လဲအမေလင်းဆိုအဖေပဲလေကျေဦးအဖေလိုချစ်လို့ပြောတာတော့ဆရာကကြားသွားသဖြင့်ရန်ဖြစ်ကြနဲ့လေဟူဟန့်မြန်နေထိုခိုက်ဝေခင်ရဝမ်းသာအားရလေတဲ့နဲ့မိ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 ကျေဝင်ပြီသူ့အတန်ဆူဆူကလေးနဲ့အတန်ကုန်ချစ်ကအော်လိုက်လေသည်ကျူရောကလက်ခုပ်လော်ဝါတီးလိုက်သည်ချီပီယာအုတ်ခဲခုထိုင်ကငိုက်မီးနေရာမှာဝေခင်ဝါသားကြောင့်လန့်လို့က လှမ်းလိုက်တာဟာဟုပြောလိုက်သေးသည်ကျူတို့ကချိပေရာခြေထောက်နဲ့လှမ်းကန်ကဟေးဘိမ့်မိမ့်မိမ့်နေနဲ့ထမကြဲဝဲမီကွာထိုခါရေးစိတ်ပတိကဟွာကနေတစ်ချက်တန်းကဒီချာကြည့်အောင်နော်ဖမ်းနေတဲ့ကြဲမဟုတ်ဘူးနာမဟုတ်တဲ့ကြဲဝင်တာဖြစ်နေအောင်မလူဘော့ဆိုတာဒီလိုပဲလိုချင်တာမရပဲနဲ့မလိုတာဖြစ်လာတတ်တယ်သူ့ဘောတရားကို ပြောလိုက်ရာချိပေကအမေအမေဟုဩကစိတ်ပတိဤကြောကိုလွယ်အင်းနဲ့လှမ်းရိုက်လိုက်သေးလीဆရာကလည်းဝေခင်အားခဏပြပြဟုဆိုကဝင်ကြည့်ပြီး အေးဗျာဝင်ပြီဝင်ပြီဘာဖြစ်ဖြစ်ကြဲမြင်ပြောကြတာပဲထိုးနာတို့တယောက်တည်းကြည့်နေတာနဲ့အချင်းကုံသွားလေသည်တခြားဟုဆိုတာလူတွေရောဟိုလူလာဒီလူလာကြည့်ကြရာရှုပ်ရှက်ခတ်နေတော့သည်ချီးပေကစိတ်မရှိဖြစ်ကကျဲဝင်ရင်ဟိုလူလာဒီလူလာနဲ့ကိုအိုးဆိုတာလူကိုမကြည့်ရအောင်အဲ့ဒါကြောင့်ဝင်မလားမင်းငါတော့မဝင်သေးဘူးထိုင်ဖြေမှာပဲဟုတ်တဝင်းချောင်းနေသေးသည်စေပရီကကြည်ပါစေကွာမင်းကလည်းနှမပေးရတာကြာနာပဲတကယ်တူတောင်းလိုက်တာငါတို့လည်းသူများစီသွားကြည့်တာပဲဟောဒါအလုတ်စကန်းကွာအလုတ်လုံနေတာနှမပေးတာတမ်းပေါ့ပိုရေးကြည့်တယ် ချီပေကခြေပတည်တည်။အော်အလုပ်လုပ်နေတာ။ငါချီပေဘေးငိုက်နေတာလားလို့။စေပတိကပြောသဖြင့်ချီပေကလိုက်ရရစေပတိကကဲတော်မူပါဟုဩကာပြေးလေသည်။ဆရာကလေးနဲ့သူ့ထုံးစံအတိုင်းရံမဖြစ်ကြနဲ့လေဟုသတိပေးပြန်သည်။အားလုံးရေကြရပြန်သည်။သူတို့ကတီယိုတို့လိုက်မှကြည့်ရင်တော်သေးရပေါ့ကွာ။ကျေဆယ်လုံးဘလုံးဝင်တာ။တော်ရောပေါ့။ချီပေကပြင်းပြင်းနဲ့ဟွာကနဲ့တက်မြန်က อืมခုလိုအေးရနဲ့ညရီမှာဆိုရင်တော့တော်သေးရပေါ့ကွာဆိုလာရှူတင်ကြမှာသူတွေပင်မမှာဟုချိုချိုတင်တင်ညင်းညူနေပြန်သည်ကျဲဦးကြည့်တော့တညတကားပြီးဆုံးသွားပြီဘာတော့မှလည်းမတိုင်းလိုက်ရနောက်နေများမှာဆက်လုပ်လိမ့်မည်ဝေခင်တို့လည်းအတီးတီအထုပ်ပိုးကိုစီနဲ့အဆောင်ရှိရာသို့ရှောက်လာခဲ့ကြသည်အဆောင်တို့လမ်းလျှောက်စဲဂျူတို့ကအမောတော်ပေးလိုက်လာကဝေခင်ဝေခင်ကရက်လိုက်ပြီးခေါင်းနောက်သို့လှည့်လိုက်မိသည်ထို့နောက်ဘာလဲစိတ်မရှိသူတို့အတန်းနဲ့ထုတ်လိုက်မိသည် ဂျူရူကကြောက်ရွံ့နေစရာကြတာဖြစ်မှာပဲတို့တွေဘယ်သူမှဆက်ကျွဆဲတာမဟုတ်ဘူးဟမ်ဘာဘာရဲ့ရွှေဆဲကျွလေနင်းအောင်သာမဟုတ်လားဒီတော့ဝေခင်ကသူ့လေပင်ကိုကြပြားကြရဆမ်းမိပြီးထိတ်တလန့်နေဟဲဟုတ်တယ်ဟုတ်တယ်အဲ့ဒါတို့ဥစားဘယ်ရလဲဘယ်ရလဲဘယ်ရရမလဲစတားရှုတင်လုပ်တဲ့နေရာပေါ့နေဆွဲကျူကလည်းအလေးပါလားတော်တော်တမ်းပဲဂျူရူကဝေခင်လက်ထဲသို့ကျူကိုလှမ်းပြလိုက်ရာဝေခင်ကထိတ်လန့်မပြေဝမ်းသာအောင်လည်းဖြစ်ခါဆွဲကျူကိုလှမ်းယူပြီး ကျေးဇူးတင်လိုက်တာကျိုးရဲ့ကျေးဇူးတင်လိုက်တာတချွာကျိုးလို့ဟာဒို့အသက်ပဲဒို့မှာချမ်းသာတယ်ဒါပဲရှိတာနင်တချွာကျိုးဆွဲတာလည်းမတွေ့ပါဘူးအေးအင်းကြီးလည်းထည့်ဆွဲတာဟုတ်ဟဲ့ဘဲတွေ့မလဲတို့ကအလှဆွဲတာမှမဟုတ်ပဲရှိတစားမရှိဝမ်းစားတဲ့တို့အတွက်ကတော့ဝမ်းစားပဲကြောင်းတုံးအတွက်ပိုက်ဆံနေလို့လာရင်တချွာကျိုးဒီတော့ဝေခင်ကအဆက်မပြောရဲ့ပြီဒေါက်ကင်ဆန်းပြင်ထံမှာရွေးထားသောဆွဲကျိုးမှာအတိုးတွေပင်အတော်တက်နေပြီကျိုးတို့ကဝေခင်ဤနွမ်းနယ်ဓာတ်မထားကလေးကိုစိုက်ငင်းရင်တက်ပြင်းချမိသည် နှစ်ယောက်အတူတကွလမ်းလျှောက်လာကြရင်အတန်ကြာအောင်နှုတ်ဆက်လာကြသည်ဂျူရူကငါကြားပါရဲ့ဟာနင်လဲကြောင်းနေဖို့တော်တော်အားခဲနေရတယ်ဆိုတာတခါလေလေကိုကြီးလိုရင်ငါတို့စီကလည်းတောင်းဖို့ကဝေခင်ရမှုဂျူရူပြောတာကိုအေးမဆိုင်မိဆွဲဂျူလေးကိုကြက်ကြက်ပါအောင်ဆုပ်ကန်ကဂျူရူကိုကျေးဇူးတင်မှုဖြစ်ရပြန်ပြီနေရာလဲကျေးဇူးပဲမတင်ညက်တင်ညက်တာမဟုတ်ပါဘူးတို့ကအကောင်းပြောတာအထာနာမကောင်းနဲ့အရင်တခါလက်လက်ရေးကွန်းနဲ့တို့ကိုခွေးကြိုက်မယ်လို့တောင်းတာတစ်ချိန်ဂျူရူက ရင်းချင်ပိုးနဲ့ရိုက်ပလိုက်လို့မဟုတ်ရင်တို့ခွေးယူပြန်ရောက်ခါရမှာခုလေတစ်ချိန်ဒါပြင်ကျေးဇူးဆက်ပေါ့ဘယ်လိုကျေးဇူးဆက်ရမှာငါအကူညီတောင်းတဲ့ခါကြတော့နေရမငင်းနဲ့ပေါ့မငင်းပါဘူးတို့ကဒီလိုကျေးဇူးကမ်းတဲ့အစားမှမဟုတ်ဘူးညီမငါမေးစရာတခုတော့ရှိတယ်อืมမေးငါနဲ့ဆန်တယ်ဟိုနေဘူးပိုးခင်လာอืมတစ်မျိုးစီပေါ့ဘယ်လိုတစ်မျိုးစီလဲအော်ကိုရနေရတော့တို့ကိုပေါ့ဟဲ့ကျူရောတော့တို့ရဲ့อืมတို့ရဲ့ဘာဖြစ်တယ်လဲရန်သူ ဝေခင်ကဖြစ်ရင်သူ့ဘာသူသဘောကျတယ်လို့ရေမောနေသည်သူတို့ကဝေခင်ကလဝါးဆောင်နဲ့ရိုက်မလို့ရွေလိုက်ရင်ကောင်းကောင်းဖြစ်တော့ဝေခင်ကရှောင်းတို့သူ့ကိုလေးကိုရင်းလိုက်ရင်ရေလေးရဲ့ရောင်းလို့ရောင်းလို့သူတို့ကတိုးတငယ်ချင်းပါဂျူရိုကတခုကိုအလေးအနက်တွေးလာပြီးနောက်အကိုနဲ့တငယ်ချင်းဘယ်သူကပူရင်နေရထက်လဲမသိအကိုကသိတာအရင်တငယ်ချင်းရတစိကွာခြားချက်ကတော့ရှိတာပေါ့ဒီတော့ရန်နဲ့ငါထက်အစာရင်ပူရင်နေပေါ့ထင်းချင်းလို့ထင်ပေါ့ဟဲ့ ဝေခင်ကနောက်တိနောက်တော့ပြောမိသေးသည်ဟိုဝိတုတွေကမိုးဆိုးရတော့ငါဟာတင်းရဲ့မိတ်ဆွေပါဆိုတဲ့လူကိုတောင်းအောင်ရဲ့အသေးနှလုံးနဲ့ပေးလိုက်တာပဲတဲ့နင်ရောသူ့သဘောထားရင်ကောင်းသားပဲဒီတော့ဝေခင်ကဘာကြောင့်ရင်မသိခြွန်လန်းပေါ်ပါစွာပင်ရေမောမိသည်ဂျူရောကမူအတွေးနေငေးလာမိသည်ဝေခင်ကရေရင်ပူလာတယ်ချစ်မျိုးလုံးလေးတွေလည်းတိတ်လာတာကျဲဝင်းနေနဲ့ပြန်ပြီးလက်နေတာပဲကျဲဝင်းနေနဲ့မတူတာတခုပဲကျဲဝင်းနေရမျက်ရည်မထွက်ဘူးဝေခင်မျိုးလုံးတွေကတစ်ခါတစ်ခါမျက်ရည်ကျတယ် အဲ့လိုမျက်ရည်မကြအောင်ငါလှုပ်ပေးချင်ပါတယ်ဝေခင်ကိုငိုစေချင်ဒီလိုပဲအမြဲရှိနေအောင်တတ်နိုင်ရင်တက်ကောင်းမယ်ဂျူရိုကထို့ထို့တွေးစေတွေးနေငင်းနေစေငိုင်နေစေလူတန်တွေရေရွေရဲ့နှင်းစုညာလာပြန်သည်အမောင်လဲတစ်လျှောက်တွင်တလက်လက်မိန်ချီလင်းချီနေလက်နေတံမီအလဲရောင်ကဖြက်ခနဲဖြက်ခနဲလင်းပြနေသည်စိတ်ကွင်းရင်လောကမှာရုတ်တရက်ချက်ချင်းတည်ရူးလာတော့ဇာရီចောင်းသားចောင်းသူတွေပင်ပန်းတော့အရေးနမိတ်နဲ့တပ်ပြင်းရှူက တန်းဝင်နေကြသည်မကြမီပင်စိတ်ကူးရင်လောကနှင့်ကင်းကွာသောအိမ်မက်အလှကိုမခွင့်မကြုံသောကလတိကလမောအိမ်ကြီးမျိုးဖြင့်အိမ်မောကြရတော်မည်ဖြစ်လေသည်အပင်နာဆင်ပေးကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါရရှင်အပိုင်း30ကိုလည်းဆက်လက်ဆောင်မြောင်းနာဆင်ပေးပါအောင်နော်